ဒုနာတာကဖြစ်လိဖြစ်တာရှိပြီးတော့နေစဉ်ဘဝမှာခန္ဓာကိုယ်လှုပ်ရှားမှုတွေမှာအဆင်မပြေဖြစ်စေနိုင်ပါတယ်။ဒါပေမဲ့အိမ်မှာပဲရိုးရှင်းတဲ့နီးလန်းတွေနဲ့တက်တာအောင်လုပ်လို့ရပါတယ်။ဒီဗီဒီယိုမှာတော့ဒုနာတက်တာစေမဲ့အိမ်တွင်းနီးလန်းလေးတွေနဲ့ကုသနည်းတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါရှင်။ PD Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ချမ်းမာရေးအလားပါနဲ့အာဟာရဆိုင်ရာဗဟုသုတတွေကိုမျှဝေပေးနေတဲ့ဒီ channel လေးကိုလည်းလိုက်ရန် subscribe လုပ်ပေးခဲ့ပါအောင်ရှင်။ ပထမဆုံးကတော့အနာယူခြင်းပါဒူးနာတဲ့အခါဒူးစစ်ကိုဖိအားမပေးဖို့အရေးကြီးပါတယ်ဒူးကိုတက်တောင့်တက်တာရှိတဲ့အနေထားမှာထားပေးရင်အစ်စ်နဲ့ကြွက်သားတွေကို ထိခိုက်မှာမပူရတော့ပါဘူးဒါကတဘာဝအနာကျမှုကိုလည်းအထောက်အကူပြုပါတယ်နံပါတ်2ကတော့ရေခဲအုံနာပါရေခဲအိတ်ဒါမှမဟုတ်ရေခဲတုံးလေးတွေကိုပါလှတ်တဲ့အဝတ်နဲ့ထည့်ပြီးတော့ဒူးနာတဲ့နေရာမှာ15မိနစ်ကနေမိနစ်20လောက်တင်ထားပါဒီနေ့ကို2ကြိမ်ဒါမှမဟုတ်3ကြိမ်လောက်လုပ်ပေးနိုင်ပါတယ် ဒါကရောင်ရမ်းမှုနဲ့နာကျင်မှုကိုရော့ချစေပြီးတော့သွေးလက်ပတ်စီစစ်မှုကိုလည်းထိန်းချိပေးပါတယ်။တတိထားရမှာကတော့ရေခဲကိုဓာတ်ရိုက်ရေပြားပေါ်မတင်ပါနဲ့အဝိနဲ့ပတ်ဖို့လည်းမမေ့ပါနဲ့။နံပါတ်3ကတော့ရေနွေးကတ်တာပါ။ ရေခဲအောင်ပြီးလို့နာကျင်မှုသက်သာလာရင်ရေနွေးအိတ်ဒါမှမဟုတ်ရေနွေးစိန်ထားတဲ့အဝတ်ကိုဒူးပေါ်မှာ15မိနစ်ကနေမိနစ်20လောက်တင်ထားပေးပါဒီနေ့ကိုနှစ်ကြိမ်လောက်လုပ်ပေးလို့ရှိရင်ကြွက်သားတွေတင်းမာတာကိုညှော့စေပြီးတော့သွေးလည်ပတ်မှုကိုလည်းပိုကောင်းစေပါတယ်ဒါကဒူးစစ်ရဲ့လှုပ်ရှားမှုကိုလည်းပိုမိုကောင်းမွန်စေပါတယ်နံပါတ်၄ကတော့ဒူးကိုမြှင့်ထားရပါမယ်အိတ်နေရင် ဒူးအောင်မှာခေါင်းဒါမှမဟုတ်ခောက်ထားတဲ့အဝတ်ထည့်ပြီးတော့ဒူးကိုနှလုံးအဆင့်ထဲအနည်းငယ်မြင့်ပြီးထားရပါမယ်။ဒါကိုတစ်နေ့နှစ်ချိန်သုံးချိန်15မိနစ်ကနေမိနစ်30လောက်လုပ်ပေးရပါမယ်။ဒီလိုလုပ်ပေးတာကဒူးမှာသွေးတွေစုပေါင်းတာကိုလျှော့ချပေးပြီးတော့ညောင်ရဲမှုနဲ့နာကျင်မှုကိုသက်သာစေပါတယ်။ ။နောက်နံပါတ်5ကတော့ဒူးကိုပတ်တီးစီးတာ elastic bandage ကိုသုံးပြီးတော့ဒူးကိုဖြင်းရင်းစွာစီးနှောင်ထားပါ။ဒါမှမဟုတ်ဒူးဆွဆွလို့လည်းရပါတယ်။တင်းကျက်လုံးပြီးတော့သွေးမလဲပတ်တာမျိုးမဖြစ်အောင်တော့သတိထားပါ။ဒီနေ့ကို2နာရီ3နာရီလောက်လုပ်ပေးမယ်ဆိုရင်ဒူးရဲ့တည်ငြိမ်မှုကိုပုံမကောင်းမွန်စေပြီးတော့ရောင်ရမ်းမှုကိုလည်းထိန်းချုပ်ပေးပါတယ်။လှူရှားနေတဲ့အချိန်မှာပတ်တီးစီးထားတာဒါမှမဟုတ်ဒူးစွဆွထားတာကနာကျင်မှုကိုရှော့ချပေးနိုင်ပါတယ်။နောက်တစ်ချက်ကတော့အသင့်လျော်တဲ့ဖက်နက်တွေဝတ်စင်မှာ ခြေပွားနဲ့ဒူးစစ်ကိုထောက်ပံ့ပေးတဲ့တတောင်တတာရှိတဲ့ဖက်နက်တွေကိုရွေးချယ်ပြီးတော့ဝစ်စင်ပါနံပါတ်9ကတော့ဟာရက်ပြေဝဖို့လိုအပ်ပါတယ်အယိုးနဲ့အစစ်ကျန်းမာရေးအတွက်လိုအပ်တဲ့ဗီတာမင် D ကယ်စီယမ်အိုမီဂါ3ဖက်တီအက်ဆစ်တွေပါတဲ့အစာအစာတွေဥပမာငါးနှုတ်ထွက်ပစ္စည်းအဆိတ်ရောင်ဟင်းသီးဟင်းရွက်ဒါတွေစားသုံးပေးပါဒူးရောင်နာတတဖို့အတွက်ကတော့နနွင်းကိုတန်လွင်စီနဲ့ရောပြီးတောက်ပေးလို့ရပါတယ်နနွင်းမှာရောင်ရမ်းနာကိုကြားစေတဲ့အာနိသင်လည်းရှိပါတယ် နောက်တစ်ချက်ကတော့ဒူးကိုပေါ်ပါတဲ့ဒီချင်ကန်းလေးတွေလုတ်ပေးပါဒူးကိုဖြည်းဖြည်းချင်းကိုေးလိုက်ဆန်းလိုက်လေးလုတ်ပေးတာပက်လက်အနေထားနဲ့ဒူးကိုဆန့်ထားပြီးတော့ခြေထောက်မြှောက်ပြီးပြန်ချတာဒီလိုလေးချင်ကန်းလေးတွေကိုတစ်ခါလုတ်ရင်၁၀ချိန်၁၅ချိန်လောက်နဲ့တစ်နေ့ကို၂ချိန်၃ချိန်လောက်လုတ်ပေးပါ နောက်ဆုံးအကြံပြုချင်တာကတော့ကိုယ်လေးချိန်ထိမ့်ဖို့ပါကိုယ်လေးချိန်များရင်ဒူးပေါ်မှာဖိအားပုံများနိုင်ပါတယ်ကျဲမိုင်းနဲ့ညီညွတ်တဲ့အစားအသောက်နဲ့လေ့ကျင့်ခန်းတွေလုပ်ပြီးတော့ဝိတ်ထိမ့်ပါဒါအပြင်လိန်စေးတွေဆေးပူလေးတွေလိမ့်ပြီးတော့ဒူးမှာညင်သာစွာနှိမ့်နေပေးမယ်ဆိုရင်လည်းရောင်ရွက်မှုကိုတသက်စေနိုင်ပါတယ်ယခုပြောပြပေးခဲ့တဲ့အိမ်တွင်းကုထုံးတွေကတော့ဒူးနာတာကိုယာယီတက်တာစေဖို့နဲ့မပြင်းထန်ရင်တော့ဒူးနာပြောက်သွားဖို့အတွက်အထောက်အကူပြုနိုင်ပါတယ် ်အခုဆက်လက်ပြီးတော့ရှောင်ရမယ့်အရာလေးတွေကိုမျှဝေပေးသွားပါမယ်ဒူးစစ်ကိုဖိအားများစေတဲ့လှုပ်ရှားမှုတွေကိုရှောင်ကြဉ်ရပါမယ်။ပြေးတာ၊ခုန်တာ၊အလေးမာတာကဲ့သို့ဒူးစစ်ကိုဖိအားများစေတဲ့လှုပ်ရှားမှုတွေကိုရှောင်ကြဉ်ရပါမယ်။နောက်တစ်ခုကတော့အကြာကြီးထိုင်နေတာ၊မတည့်ရနေတာတွေကိုရှောင်ရပါမယ်။အကြာကြီးထိုင်နေရင်ဒူးစစ်ကတောင့်တင်းသွားနိုင်ပါတယ်။မကြာခဏထပြီးတော့လှုပ်ရှားပြီးတော့ပြေးရအနားယူပေးပါ။နောက်တစ်ခုကတော့မသိညော်တဲ့ဖက်နက်တွေကို ရှောင်ကျင်းရပါမယ်။ဒါမြင့်ဖနက်တွေဖနက်ပပလေးတွေကြိုးတိုင်းဖနက်တွေသစ်သားနဲ့လုပ်ထားတဲ့ဖနက်တွေဒီလိုဖနက်တွေကကုရှင်လဲနေပြီးတော့ဒူးနဲ့ခြေထောက်တွေကိုထောက်ပတ်မှုကောင်းကောင်းမပေးတဲ့အတွက်ဒီလိုမျိုးတွေကိုစီးမယ်ဆိုရင်ဒူးနာတာပိုဆိုးစေပါတယ်။ဒါကြောင့်ဒီလိုဖနက်မျိုးတွေကိုလည်းရှောင်ကျင်းသင့်ပါတယ်။နောက်ဆုံးတစ်ချက်ကတော့ဆရာဝန်ရဲ့ညွှန်ကြားချက်မှာပါပဲနဲ့အကြိုက်ခဲပျောက်ဆေးတွေကိုနာကျင်မှုသက်သာစေဖို့အတွက်အရန်မတောက်စေချင်ပါဘူး။ ယခုဖော်ပြခဲ့တာတွေကတော့ဒူးနာတဲ့အခါမှာပြုလုပ်လို့ရမယ်အိမ်တွင်းနီးလန်းလေးတွေနဲ့ခြောင်ကျင်ရမယ့်အချက်ကလေးတွေကိုမျှဝေပေးသွားတာပဲဖြစ်ပါတယ်။ဒါပေမဲ့နာကျင်မှုက ပြင်းထန်နေတာဒါမှမဟုတ်ရောင်ရမ်းနေတာနီးရဲနေတာဒူးလုံမရတာမျိုးတွေဆက်ဖြစ်နေမယ်ဆိုရင်တော့ဆရာဝန်ထံကိုအများဆုံးသွားရောက်ပြသသင့်ပါတယ်။ ဒုနာချင်းကအစစ်ရောင်ယောဂါကြောင့်လည်းဖြစ်နိုင်တယ်အယိုးနုတွေပျက်စီးတာအယိုးနုတွေတန်ရာရတာဒါမှမဟုတ်တခြားအကြောင်းအရာအမျိုးမျိုးကြောင့်လည်းဖြစ်ပေါ်နိုင်ပါတယ်ဒါကြောင့်အကြောင်းရင်းကိုတိတိကျကျတရားကြည့်ဖို့အတွက်ဆရာဝန်ထံသွားရောက်ပြသဖို့လည်းအရေးကြီးပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အားလုံးအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။ Like and Subscribe လုပ်ဖို့လည်းမမေ့ပါနဲ့နော်။နောက်ထပ်အကျမ်းမာရေးဗီဒီယိုတွေမှာပြန်ဆုံတွေ့ကြပါမယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။